မင်္ဂလာပါရှင်။မွန်တာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားလာခဲ့တာဟာရပ်ပေါင်း900နီးပါးရှိလာပြီးဖြစ်ပါတယ်။ဒီကာလအတွင်းရခိုင်နယ်နဲ့ကန်အေအဖွဲ့ဝင်တွေဟာကြက်သိန်းထောင်တောင်စီချမ်းသာနေပြီးမယ်။ရခိုင်ဒေသခံတွေကတော့အစာဝေးနေအခက်အခဲဖြစ်နေရလို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒေသံပိုင်းနယ်မှာတော့ AA နဲ့ UNL ထိန်းချုပ်ထားတဲ့မြို့တွေမှာနေထိုင်နေကြတဲ့ရခိုင်ဒေသခံတွေရဲ့လောင်စာစီ စေဝါအပါဝင် ကောင်းစီရရှိဖို့ဘယ်လိုမျိုးခက်ခဲရုံးကန်နေရသလဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ American အခြေဆိုင် The Diplomat သတင်းဌာနကဖော်ပြထားတဲ့စောင်းပါကိုကောက်နှုတ်ပါတာပြန်ပြောပြပေးသမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Moda Media Channel ကို Subscribe နဲ့ Like Share လေးလုပ်ပေးပါအောင်ရှင်။ Reader ကြီးညနေရောက်ပြီဆိုရင်အရောင်သွေးဆုံလူမျိုးဆုံအယောက်20ကျော်လောက်ကို ချင်းပြည်နယ်ပလဝါမြို့ကကလတန်မြစ်ကံပေးမှာတွေ့မြင်ရပြီးတော့အရိသူရိဟာအိန္ဒိယနိုင်ငံဘက်ကနေဝင်လာတဲ့လေတွေကိုငေးကြည့်နေကြဖြစ်ပါတယ်။လေအများစုဟာရခိုင်ပြည်နယ်တဲကမြို့တွေစီကိုမြေကျောင်းကတဆင့်ဆက်မောင်းသွားတာတွေ့လဲရှိခဲ့ပါတယ်။အချိန်ခဏကြာချိန်မှာကုန်စီတနင်းတပိုးကိုတာဘော်လင်စားနဲ့ဖုံးပြီးတက်လာတဲ့ခက်တီတီလေတဆင်စိတ်ကန်းစီစိုက်ကက်လာခဲ့တယ်လို့မနိုင်ဝန်ထမ်းတယ်လာတဲ့နောက်ထပ်လေနှစ်စီးဟာလည်းစိတ်ကန်းမှလာကက်ပါတယ်။ ကလက်တန်မြေကမ်းမှာစောင့်နေကြတဲ့လူအုပ်တွေရဲ့မှာအများစုကစိုင်းတယ်ရီ၊ကုန်တယ်ရီဖြစ်ကြပြီးအိန္ဒိယနိုင်ငံမီဇိုရန်ပြည်ကမှန်ခိုတယ်လာတဲ့ကုန်တွေကိုအကြီးအကျယ်မြှခိုအားထားနေကြသူတွေဖြစ်ပါတယ်။စိတ်ကန်းကိုကုန်စီတွေတင်ဆောင်လာတဲ့လေရီစိတ်ကန်းကတ်လာချိန်မှာတော့ဖုံးထားတဲ့တာပေါ်လင်စတွေကိုကျိုးဖြေပြီးတော့ကုန်စီတွေကိုကမ်းပေါ်မှာရပ်ထားတဲ့ရင်တွေစိုင်းကယ်ရီစီ ပြောင်းတင်ကြပါတယ်။အဲဒီလေပေါ်မှာပါလာတဲ့ကုန်စီတွေကို ရင်တွေနဲ့တည်ပြီးတော့မြို့အနီးတဝိုက်ကတကြားနေရာတွေစီပို့ဆောင်ကြရလေဖြစ်ပါတယ်။ချင်းပြည်နယ်ပလက်ဝါမှာလိုပဲရခိုင်ပြည်ထဲကလူတွေဟာလေအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကမာခိုဝင်လာတဲ့ကုန်စည်တွေကိုမိခိုနေရပါတယ်။တိုက်ဝဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းမြန်မာပြည်ဘက်ကကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေကပိတ်ဆို့ခံထားရတဲ့အတွက်ဖြစ်ပါတယ်။ရခိုင်နဲ့နေကိုင်းအဖွဲအေအေထင်းချုပ်ထားတယ်။ရခိုင်နဲ့ချင်းတောင်ပိုင်းကဒေသတွေမှာစက်တက်ရင်နဲ့သွာလာရအဆင်ပြေတဲ့ ကားလမ်းတွေနေပါတဲ့အတွက်ကြောင့်ကုန်ပစ္စည်းတွေကိုရေချောင်းကနေလေဝေနဲ့အထီးကထားတည်ယူပို့ဆောင်နေရလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလမ်းမဆက်သွယ်ရေးကောင်းမှုမှုမရှိတဲ့အတွက်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေဟာအရင်လိုကောင်းမှုမှုမရှိပေရခိုင်ပြည်နယ်အတွင်းမှောင်ခိုကုန်စည်တွေကိုအထီးကထားလာရတယ်လို့သိရပါတယ်။လမ်းမဆက်သွယ်ရေးကောင်းမှုမှုမရှိတဲ့အတွက်အခြေခံစားတောက်ကုန်တွေအပါအဝင် အရေးပါတဲ့ကုန်စည်တွေအကုန်ပြတ်လက်သွားပါတယ်။၂၀၂၃ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကစလို့အေအေအဖွဲ့က NASA ကတက်တွေကိုထိုးစစ်တွေအရှိန်မြင့်လာခဲ့ပြီးနောက်ပိုင်းမှာလမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုမရှိဘဲကုန်စည်စီးဆင်းမှုတွေပုံမှန်ပြတ်တောက်လာခဲ့ရပါတယ်။ထိုးစစ်တွေအရှိန်မြင့်လာပြီးရဲ့နောက်မှာအေအေအဖွဲ့ကရခိုင်ပြည်တဲက၁၉မြို့နယ်မှာထောက်ဝဲကျော်ကိုထိန်းချုပ်ထားရ မြန်မာပြည်မှာလည်းရခိုင်တောင်ပိုင်းကကုန်စည်စည်စင်းမှုလမ်းကြောင်းတွေကိုပြတ်တောက်စေခဲ့ပါတယ်တိုက်ဝဲတွေကြောင့်လမ်းဘန်းဆက်သွယ်ရေးမကောင်းတဲ့အတွက်ရခိုင်ပြည်နယ်ဘက်ကိုမြန်မာနိုင်ငံဘက်ခြမ်းကကုန်စည်စည်စင်းမှုမကောင်းမွန်တဲ့အတွက်ရခိုင်ဒေသခံတွေနဲ့အေအေအဖွဲ့တွေဟာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကဝင်တဲ့ကုန်စည်တွေကိုအကြီးအကျယ်မိခိုအားထားရတဲ့အဆင့်ကိုရောက်သွားပါတယ်။ရခိုင်ဒေသတွင်ကုန်စည်တည်ယူပို့ဆောင်မှုကိုအေအေရဲ့နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် UNLA ကစောင့်ကြည့်ကြည့်ကြပါတယ်။ UNLA ရဲ့ပလဝဒေတာနိုင်ငံရေးတာဝန်ခံဦးကျော်စိုးကတော့လက်ရှိချိန်ထိကတော့ရခိုင်ပြည်ဟာဆန်ဟင်းသီးဟင်းရွက်ငားစားနဲ့တခြားအတွက်တခြားဒေတာတွေကိုမိခိုးနေကြမလို့ဒါမဲ့ဒီပစ္စည်းတွေကလွှဲရင်ကျန်တာအလုံးနီးပါးကတော့တခြားအရက်ဒေတာတွေကတင်သွင်းဖို့လိုအပ်တယ်အ ਨੇ အများပဲกว่าမေဆိုပြီးတော့ပြောဆိုထားပါတယ်စာတုံးစီဘစ်ကော့မော့ ဆက်ပြပကန်စေးရေပရိဘောကဂျုံမောက်အဝိတ်အထိန်ဘက်ထရီအစရှိတဲ့ဖြင့်ပစ္စည်းမျိုးစုံကိုအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကနေရခိုင်ပြည်နယ်ထိမှောက်ခိုတင်သွင်းပါတယ်။ဒေသတွင်အပြန်လန်ချိတ်ဆက်နေတဲ့ရေလန်းနဲ့ကုန်းလန်းတွေကနေမှောက်ခိုတင်သွင်းကြတာဖြစ်ပြီးမကြသေးခင်ကကျွန်တော်ကွင်းစင်တည်င်းယူခဲ့တဲ့ပလဝကျောက်တော်ပုံနာကျုံမင်းပြရတိတောင်ဘူတိတောင်နဲ့ညအုံမြို့နယ်တွေကဈေးဆိုင်တွေမှာဒီကုန်းတွေရောင်းချနေရကိုတွေ့ခဲ့ရတယ်လို့ သတင်းတော်ရာဘီချန္ဒရာကူမာက The Diplomat သတင်းဌာနမှာဖော်ပြတဲ့စောင်းပါးထဲမှာထည့်သွင်းရေးသားထားပါတယ်။ဟိန္ဒူတအုပ်ဖြစ်သူဒါမန်ဇာရာဆိုရင်ကြောက်တော်မျိုးစုံမှာနေထိုင်တဲ့နေသားလူသမားတအုပ်ဖြစ်ပြီးရရခိုင်ကုန်တယ်ပြီနဲ့ပုံမှန်ကုလူဆက်ဆံကကလတန်မြစ်စိတ်ကနေမျိုးရဲကဆိုင်တွေစီပြည်စည်းပို့ပေးနေသူတအုပ်ဖြစ်ပါတယ်။ဒါမန်ဇာရာကကျွန်တော်တို့စီကဒေသခံအများစုကအိန္ဒိယကဝင်တဲ့ကုန်ပစ္စည်းတွေကိုအကြီးကျယ်အားကိုးနေရတယ် ပစ္စည်းတွေမဝင်တော့ရင်ကျွန်တော်တို့ငတ်သိကြလိမ့်မယ်ဆိုပြီးတော့၎င်းတို့ရဲ့အခြေအနေကိုထောက်ပေါ်ပြောဆိုထားပါတယ်။ရခိုင်ပြည်နယ်ကိုအိန္ဒိယဘက်ခြမ်းကနေကုန်စည်စည်းစင်းမှုဟာစောင်းနေပိုင်းမှာပိုများပြီးအိန္ဒိယနယ်စပ်ကနေကလတန်မြစ်ကြောင်းအတိုင်းကျောက်တော်ကိုရောက်လာတဲ့လှေကြီးလှေငယ်အတွေ့အတွေ့ဟာအစီ၄၀ကျော်ထိရှိရလို့သိရပါတယ်။မော်ရင်ဆိုရင်တော့အဲ့ဒီအခြေအတွက်ဟာ15စီးလောက်ထိကြာဆင်းသွားတယ်လို့သိရပါဗျ။အေအေနဲ့ယူအန်လီရဲ့တာဝန်ခံတွေအပါအဝင် ဈေးဆိုင်ပိုင်ရှင်တချို့ကရခိုင်ဒေသမှာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကဝင်တဲ့ကုန်စည်တွေထဲမှာအများဆုံးမိခိုအားထားနေရတာဟာလောင်စာဆီနဲ့ဆေးဝါးလို့ပြောဆိုကြပါတယ်။ရခိုင်ပြည်နယ်အတွင်းရှိဆေးရုံတွေမှာဆေးဝါးရှာပါမှုမြင့်တက်နေပြီးရောကျန်းမာရေးဝန်ထမ်းတွေနဲ့ဆေးဝါးတွေအကြီးကျယ်ရှာပါနေရတဲ့အတွက်ဆေးကုရတာစိန်ခေါ်မှုတိတ်များတဲ့ဆိုပြီးတော့ရခိုင်ပြည်နယ်မှာဆေးဝါးကုသနေတဲ့ဆောင်းဝန်တအုပ်ကဖွင့်ဟပြောဆိုထားပါတယ်။အဲဒီဆောင်းဝန်က လက်ရှိရခိုင်ပြည်နယ်တဲကအေအေနဲ့ UNL ထိန်းချုပ်ထားတဲ့မြို့တွေမှာဆီယောင်ဝကအယောက်20လောက်ပဲရှိရယ်။စေဝါတွေကိုအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကရရှိပြီးတော့အိန္ဒိယဘက်ကပုံဝင်ပါတယ်။စေဝါဝင်တာက ပုံမှန်မရှိဘူး။ကုန်တွေကနေဆက်ကနေအဝေးကြီးလာရတာဆိုတော့လိုအပ်တဲ့နေရာတွေကိုရောက်ဖို့ရင်းတွေလှေတွေနဲ့တည်လာရတာ။ကျွန်တော်တို့မှာအခုရှိနေတဲ့စေဝါအများစုကစစ်မဖြစ်ခင်တည်းကရှိနေတဲ့ဟာတွေ။စေဝါကနေရာတိုင်းမှာရှာတယ်။ဥမာဆိုရရင်ဘိုက်ခွဲမွေးရမှာ ုံမှန်ဆိုရင်ချုပ်တိုး၃မျိုး၃နေအခုတော့ကျွန်တော်တို့တမျိုးတည်းနဲ့ဖြစ်အောင်လုပ်နေရယ်စေဝါဇင်းနှောင်းတွေလည်းအလွန်အမင်းထိုးတက်သွားတယ်ဝင်ငွေနဲ့တဲ့လူတန်းစားတွေပို့တော့စေဝါဘုံမတက်နိုင်လို့စေကန်းတွေကိုပဲအားကိုးနေရဆိုပြီးတော့ပြောပါတယ်ရခိုင်ပြည်နယ်မှာအဒီကအဖြစ်များတာကတော့ဝမ်ပြဝမ်လျှော်နဲ့ဝမ်ကိုက်ယောဂလိုမျိုးရေကြောင့်ဖြစ်ရတဲ့ယောဂတွေဖြစ်ပြီးငှက်ပြသွေးလွန်တက်ခွေနဲ့တာမန်အပြားလူနာတွေလည်းပုံမှန်ရှိပြီးတခါတခါအစာရင်ကင်စာသမားတွေလည်းရောက်တယ်လို့အရေးကြောင်ကပြောပါတယ် ဒီလိုဝေးလံခေါင်းများတဲ့ဒေသတွေမှာစေဝါကူတာပေးနေစေဝါပြက်လက်တာအပြင်တခြားသော ပြဿနာတွေလည်းရှိနေတတ်ပြီးရခိုင်ပြည်နယ်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာပြိုလဲလိုနေပါဖြစ်နေတယ်လို့သိရပါတယ်။တတင်းတောင်ရာဘီချန်ဒရာကူမာကတော့ဇွန်လ24ရက်နေ့ကဘူတိတောင်မြို့မှာရှိတဲ့ဒုက္ခသည်စခန်းတစ်ခုကိုကျွန်တော်ရောက်ခဲ့ပါတယ်။လူတရာဝန်ကြီးရှိတဲ့အဲ့ဒီစခန်းမှာစေကူဖို့စောင့်နေသူ6ယောက်ထက်မနေဘူးမြင်ခဲ့ရတယ် မိုင်းနေမီလို့ခြေတစ်ဖက်ပြတ်သွားတဲ့အမျိုးသားတအုပ်ကိုလည်းတွေ့ကြရတယ်။တက်ကြီးပိုင်းနှစ်ယောက်နဲ့ဝေကင်းစာကလေးနှစ်ယောက်လည်းစေဝါအလုံးအလောက်ကုသခွေမရလို့ဆုံးပါသွားတယ်။ရခိုင်တခွင်တရင်ယူကဲစင်ကပုံနာကျွန်ကဒုက္ခတဲ့စကန်တစ်ခုနဲ့ဘူတိတောင်ကဒုက္ခတဲ့စကန်နှစ်ခုစီကျွန်တော်ရောက်ခဲ့ပါတယ်။ဒီစကန်သုံးခုလုံးမှာလူနာတွေအများအများရှိနေတာမြင်ခဲ့ရပါတယ်။ယောဂကလည်းအမျိုးစုံပါ။စကန်တိုင်းမှာစာနယ်ရိတ်ခါနဲ့စေဝါပြက်လက်နေရဆိုပြီးတော့ The Diplomat တည်င်းဌာနရဲ့ဆောင်းပါးထဲမှာထည့်သွင်းရှင်းတာထားပါတယ်။ရခိုင်ပြည်ကဒုက္ခသည်စကမ်းတွေမှာအနည်းဆုံးဒုက္ခသည်စုစုပေါင်း9,5396ကိုရှိပြီးတော့ဒီထဲမှာ58ရာခိုင်နှုန်းကတော့အမျိုးသမီးတွေဖြစ်တယ်လို့သိရပါတယ်။ရခိုင်ဒေသခံပြည်သူတွေအတွက်အစားအစာ၊စေဝါ၊ကျန်းမာရေးဝန်ဆောင်မှုနဲ့အရေးပေါ်ပစ္စည်းတွေလိုအပ်နေရလို့သိရပါတယ်။ရခိုင်ပြည်နယ်အတွင်းက AA နဲ့ UNL ထိန်းချုပ်ထားတဲ့မြို့တွေမှာ စေဝါပြက်လက်လို့အရက်သားတွေတည်ဆုံရတဲ့တည်င်းတွေမကြခဏဖြစ်ပေါ်နေပြီးတော့အစိုးရစီရင်တွေနဲ့စေပေကန်းတွေဟာနာဆကခွဲကထိန်းချုပ်ထားစေဖြစ်တဲ့စစ်တွေတောက်ဖြူကွာနဲ့မအောင်မျိုးတွေမှသာရှိပါတယ်။ရခိုင်ပြည်နယ်တွင်စေဝါရရှိနိုင်မှုနဲ့ဈေးနှုန်းတွေဟာအင်းကြီးနိုင်ငံတွေစီကလောင်စာစီဘလောက်ရနိုင်တယ်လဲဆိုရဲ့ပေါ်မူတည်နေပါတယ်။တခြားကုန်ပစ္စည်းတွေလိုပဲစေဝါကိုလည်းဆက်လီတွေနဲ့တည်ဆောင်ရပြီးအဲ့ဒီကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းဟာလောင်စာစီဈေးနှုန်း တက်လီဘီရဲ့စီစားနှုံနဲ့ဓာတ်ရိုက်အချိုးကျနေရလို့သိရပါတယ်။ UN ရဲ့ဗိုလ်သီးတော်မျိုးနဲ့အုပ်ချုပ်ရေးမှူးဦးအောင်တောင်းရွှေရဲ့ပြောကြားချက်အရဆိုရင်ဒီဇယ်စီးဈေးနှုန်းဟာ2023ခုနှစ်တုန်းကတလီတာကို12000ကျပ်ရှိခဲ့ရကလက်ရှိမှာ4000ကျပ်ထိပေါက်ဈေးရှိပြီးတော့ဓာတ်စီဈေးကလည်း1000ကျပ်ကနေ1900ကျပ်ထိဖြစ်သွားတယ်လို့ The Diplomat သတင်းဌာနရဲ့စောင်းပါးထဲမှာထည့်သွင်းရှိတာထားပါတယ်။ UNL ရဲ့ပူတီတောင်မျိုးနဲ့အုတ်ချုပ်ရေးမှူးဦးအောင်တောင်ရွှေကတော့ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကဝင်တဲ့ကုန်စည်တွေက အကုန်စင်းလုံးထိုးတက်သွားတာ။လောင်စာစီဆိုရင်လည်းအာနာသိမ့်ပြီးနောက်ပိုင်းဈေးနှုန်းကဆယ်စားထိမြင့်တက်သွားတယ်။ဈေးနှုန်းတွေကတော့တစ်မျိုးနဲ့တစ်မျိုးမတူဘူး။ခရီးဝဝေးတရာလေးဈေးပိုကြီးတွေပဲဆိုပြီးတော့ပြောပါရစေ။အိန္ဒိယနယ်စပ်နဲ့109ကီလိုမီတာအကွာမှာရှိတဲ့ချင်းပြည်နယ်ပလဝါမြို့မှာတော့ဓာတ်ဆီတလီတာကို1100ကျပ်၊ဒီဇယ်တလီတာကို1500ကျပ်သာရှိပြီးတော့ရခိုင်ပြည်နယ်မှာတော့ဈေးပိုကြီးနေရလို့သိရပါရစေ။ ရခိုင်ပြည်နယ်အတွင်းကဝေလံခံပြားတဲ့ဒေသတွေမှာနေထိုင်ကြသူတွေဟာကုန်စည်နှုန်းတက်တာ၊နောင်စာဆီရှားပါတာကိုအစိုးဆုံးခံစားကြရပြီးတော့ညချောင်းတွေနဲ့အဝေးဆုံးကကျေးရွာတွေမှာနေထိုင်ကြသူတွေအဖို့တော့ခရီးသွားလာရတာဟာအောချလက်အောင်ကိုကုန်ကြစိတ်ကြီးမှာပါတယ်။စိတ်ကန်းစီဆက်လီစီကိုရောက်ဖို့တွင်ဇိုင်းကွက်ဘလက်ပွားရှိတဲ့လမ်းတွေပေါ်မှာခြေလျင်တော်လက်ကောင်၊ဆိုင်ကန်တဲ့တော်လက်ကောင်သွားကြရတယ်လို့ The Diplomat သတင်းဌာနရဲ့ဆောင်းပါးထဲမှာထည့်သွင်းဖော်ပြထားပါတယ်။ အေအေရဲ့အငယ်တန်းတာဝန်ခံတဦးကတော့သူတို့ဟာလောင်စာစီနဲ့တခြားကုံစီဝေးပြတ်တောက်နိုင်တဲ့ပြဿနာတွေကြိုတင်ပြင်ဆင်နိုင်ခဲ့တယ်လို့ပြောပါတယ်။၎င်းကစစ်ပွဲကာလမှာလောင်စာစီနဲ့စေဝါပြတ်တောက်ပြီးအကြီးအကျယ်အဆက်ပြတ်သွားနိုင်တယ်လေ။ဒါကြောင့်စစ်တပ်နဲ့အပြည့်ရထားတဲ့အခြေအနေကိုအတုံးချပြီးဒီပြစည်းတွေကိုအစဉ်ပြေတဲ့နေရာတွေမှာအများအပြားတိုးလောင်ခဲ့တယ်လို့ပြောပါတယ်။စေဝါနဲ့လောင်စာစီအတွက်အေအေကိုမှီခိုနေတဲ့ဒုက္ခတွေစခန်းနဲ့ စေကန်းအရှိတွေအများပြားရှိနေတာကိုမြင်ခဲ့ရတယ်လို့မြေပြင်ကိုကွင်းစင်းယူခဲ့တဲ့တင်တော်ရာဘီချန္ဒရာကိုမာက The Diplomat တည်င်းဌာနမှာထည့်သွင်းရှိတာခဲ့ပါတယ်။ရခိုင်ပြည်နယ်တဲကိုအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကတင်ပို့ရင်းလောင်စာစီနဲ့ကုန်စည်တွေတင်သွင်းရှာမှာလဲတခါတလေအခက်အခဲတွေကြောင့်ရက်ဆိုင်သွားတာမျိုးရှိပါတယ်။ရခိုင်ပြည်နယ်နယ်စပ်ဒေသဖြစ်တဲ့မောင်တော်မှာဆိုရင်ပြီးခဲ့တဲ့နှစ်တွေအတွင်းပြည်စည်းသွင်းရမှာအခက်အခဲတွေကြုံခဲ့ရပါတယ်။ ရဇက်တွေတော့ဘူတီတောင်နဲ့ရသေးတောင်ကစိုင်းတွေမှာဆိုရင်အိန္ဒိယထက်ဘင်္ဂလားဒေ့ရှ်ကကုန်စည်တွေရောင်းချမှုပိုများပါတယ်။မောင်တော်ဒေတာမှာလာပေါင်းများစွာကြာတိုက်ခိုက်ခဲ့တဲ့အေအေဟာဒီဇင်မာလ10ရက်နေ့မှာတော့နောက်ဆုံးလက်ကျန်အမှန်ငါနေသားဆောင်တက်ခွဲခွေနာခခငါကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့အဲ့ဒီနေ့မှာပဲအေအေဟာနတ်မြစ်အတွင် ရေချောင်းတွာလာမှုကိုတမြင်လိုက်ပါတယ်။အေအေဟာနတ်မြစ်အတွင်ရေချောင်းတွာလာမှုကိုတမြင်လိုက်တဲ့အတွက်ရကန်ပြည်နယ်ဘက်ခြမ်းကိုဘင်္ဂလားဒေ့ရှ်ဘက်က ကုန်စည်စည်းဝင်မှုကိုလည်းချော်နယ်သွားစေပါတယ်။ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးဌာနဖြစ်တဲ့ DGFI အဖွဲ့ဟာရခိုင်ပြည်တဲ့က RSO ရဲ့လက်နက်ကန်လှုပ်ရှားမှုတွေကိုကိုညီထောက်ပံ့နေရလို့သတင်းတွေမှာဖော်ပြချက်တွေရသိရတယ်လို့အေအေကလည်းအလားတူစွပ်စွဲပြောကြားထားတာတွေလည်းရှိပါတယ်။အိန္ဒိယနယ်စပ်မှာကြတော့ငင်းချမ်းရေးနဲ့တည်ငြိမ်ရေးအခြေအနေတွေက ပြောင်းပြန်ပါဒီဒေသကိုအေအေနဲ့သူ့ရဲ့မဟာမိတ်ချင်းညီနောင်တို့ကလွန်ခဲ့တဲ့၄နှစ်လောက်တည်းကထိန်းချုပ်ထားဖြစ်ပါတယ်။ ။ဒါအပြင်ကိုအိန္ဒိယဘက်ကကုန်စည်စည်းဝင်မှုဟာဘင်္ဂလားဒေ့ရှ်ဘက်ကစည်းဝင်မှုထက်ပမာဏအများကြီးပိုပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ဇူလိုင်လမှာဆိုရင်ဗဟိုလိုင်းလူငယ်အစည်းအရုံးဟာမီဇိုရန်ပြည်နယ်က လောင်စာစီဝေးကိုချင်းပြည်တောင်ပိုင်းစီတင်ပို့မှုကိုတာမြင်ခဲ့ပါတယ်။မီဇိုရန်ပြည်နယ်အစိုးရကလည်းမြန်မာနိုင်ငံတဲကိုလောင်စာစီတင်ပို့တာဟာဒေတာကန်တွေနဲ့စားလို့ရေးကုမ္ပဏီတွေအတွက်လောင်စာစီအကြီးကျယ်ပြက်လက်မှုဖြစ်စေတယ်ဆိုပြီးအိန္ဒိယနဲ့မြန်မာနယ်စပ်ဧရိယာ၃ခုမှာ ြားမြင့်မိတ်တွေထုတ်ပြန်ခဲ့ပါတယ်။ UNLE တာဝန်ခံတွေကတော့မီဆိုလူမျိုးနဲ့ချင်းလူမျိုးအကြားမှာလူမျိုးအရာဆက်ဆံနေရ AA နဲ့ CNF ချင်းအမျိုးသားတပ်ဦးကြားမှာဆက်ဆံရေးတင်းမာမှုတွေရှိတာတွေကြောင့်မီဆိုရန်ဘက်ကအခုလိုပိတ်ဆို့မှုတွေလောက်လာလာလို့ပြောကြပါတယ်။ချင်းပြည်ထဲမှာအကြီးဆုံးလက်နက်ကအဖွဲ့အစည်းဖြစ်တဲ့ CNF ကပလက်ဝကို AA သိမ်းပိုက်တဲ့အပေါ်စန်းကျင်ကန့်ကွက်တဲ့အဖွဲ့ဖြစ်ပါတယ်။ပလက်ဝမှာကရခိုင်တိုင်းသားအုပ်စုတွေမှာမပါဝင်တဲ့သူတွေနဲ့ ကျင်းလူမျိုးတွေတော်တော်များများနေထိုင်နေကြဖြစ်ပါတယ်။ကျင်းပြည်တဲ့ကနနေကန်အုပ်စု6ခု စုပေါင်းထားတဲ့ကျင်းဒီနာမဟာမိတ်အဖွဲ့နဲ့ AA တို့မဟာမိတ်ဖွဲ့ထားတာကိုလည်း CNF ကဒေါ်လာနှစ်သက်မှုမရှိဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်ဇူလိုင်လမှာရပ်တန့်သွားတဲ့ကုန်စည်စီစဉ်မှုဟာစက်တင်ဘာလမှာပြန်လည်စတင်ခဲ့ပြီးမီဇိုရန်ကနေကျင်းပြည်တောင်ပိုင်းစီပြန်လည်တင်ပို့ခဲ့တဲ့ကုန်စည်တွေရဲမှာလောင်စာစီနဲ့ဈေးဝါတွေလည်းပါတယ်လို့သိရပါတယ်။ဒါ့အပြင်မီဇိုရန်ပြည်နယ်ကကုန်စည်တွေ ရခိုင်ပြည်နယ်တဲကိုတင်သွင်းမှုကတော့ရန်နယ်နဲ့အနေထားမှာရှိနေစေဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဟာလည်းအိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေကတခြားသောနယ်စပ်ပြည်နယ်တွေလိုပဲကုန်စည်ပြက်လက်မှုကိုကြုံရင်ကြုံတယ်လို့ရှင်းဆိုင်ရှာပါတယ်။အိန္ဒိယပြည်မှာကကုန်စည်ဝေးမီဇိုရန်ပြည်နယ်တဲကိုရောက်ဖို့ကဝေးလံလာတဲ့ခရီးရှည်ကြီးကိုဖျက်တမ်းကြရပြီးတော့ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကဆိုရင်အဝေးပြေးလိုက်ရဲ့အခြေအနေဆိုးဝါးနေတဲ့အတွက် ရှင်းပိုင်ရှင်တွေကအာဒန်ပြည်နယ်တဲကကုန်စည်တွေကိုမီဇိုရန်ပြည်နယ်တဲကိုတည်ယူပို့ဆောင်ပေးဖို့ရင်းဆိုင်ခဲ့ကြပါတယ်။မီဇိုရန်နဲ့တခြားပြည်နယ်တွေကိုဆက်တွေ့ထားတဲ့လမ်းကြောင်းတွေမှာရေကြီးမှုနဲ့မြေပြိုမှုတွေကလည်းဖြစ်တက်ပြီးတော့အဲ့လိုမျိုးဖြစ်လာပြီးဆိုရင် မီဇိုရန်ပြည်နယ်အာနာပိုင်တွေကမြန်မာဘက်ကိုကုန်စည်တင်ပို့မှုအပေါ်တက်ရောက်မှုရှိပါတယ်။အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကနေအခြေခံစားတောက်ကုန်တွေဝင်နေတဲ့အတွက်ရခိုင်ပြည်နယ်မှာအဆင်ပြေနေပေမဲ့ ဒေတာတွင်စာနာမှုကပ်ပေးကြီး၃ရွယ်ရှိရဲ့အလားလာကိုရှောင်ရှားနိုင်ဖို့အလားလာနေတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာရခိုင်နယ်ကအဖွဲ့အေအေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်တိုက်ပွဲတွေဖြစ်လာခဲ့တာကြောင့်အခြေခံစားတောက်ကုန်တွေမတန်တဆဈေးတက်လာတာ၊စေဝါပြက်လက်တာ၊စာနယ်ရိက္ခာထုတ်လုပ်ရေးကျဆင်းတာတွေဖြစ်လာတဲ့အတွက်ရခိုင်မှာစာနာမှုကပ်ပေးကြီး၃ရွယ်မဲ့အခြေအနေတွေရှိတယ်လို့ဆိုကြပါတယ်။ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလအစောပိုင်းကထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ UNDP အစီရင်ခံစာတစောင်းမှာလည်းရခိုင်ဒေသမှာအငတ်ပေးကြုံရနိုင်ခြင်းရှိတယ်လို့ထည့်သွင်းဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်ရဲ့စားနပ်ရိက္ခာထုတ်လုပ်မှုဟာလာမယ့်နှစ်မှာဒေသခံပြည်သူစုစုပေါင်းရဲ့20ရာခိုင်နှုန်းအတွက်သာဖူလုံနိုင်ကြောင်း UNDP ကတတိပေးထားပါတယ်။ရခိုင်ပြည်နယ်ဟာမြန်မာနိုင်ငံတည်းမှာအစင်းရဲဆုံးပြည်နယ်တွေထဲကတစ်ခုဖြစ်ပြီးအဲ့ဒီဒေသမှာနေထိုင်ကြတဲ့ပြည်သူလူထုစုစုပေါင်းရဲ့88ရာခိုင်နှုန်းဟာ စီရင်ဝဲတင်မှုတမတ်ချက်စံနှုန်းအောက်မှာရှိနေတယ်လို့ကမ္ဘာပံရဲ့2019ခုနှစ်အချက်အလက်တွေကသိရပါတယ်။ရခိုင်ပြည်နယ်ဟာပြီးခဲ့2023ခုနှစ်အလယ်လောက်မှာမုခမုံတိုင်းတန်ကြောင့်အပြည့်စီကြီးမာခဲ့တယ်လို့2023နိုဝင်ဘာမှာလည်းစစ်ပွဲကြီးစတင်ဖြစ်ပွားပြန်ပါတယ်။မုခတန်ကြောင့်ရခိုင်ပြည်မှာကျေးရွာ2000ကျော်ပျက်စီးခဲ့ပြီးပျက်စီးသွားတဲ့နေအိမ်အလုံးကြီး2800ကျော်ရှိရလို့သိရပါတယ်။မုခမုံတိုင်းကြောင့်ရခိုင်ပြည်နယ်အတွင်းနေထိုင်နေသူတွေ အခက်အခဲများစွာရင်ဆိုင်နေရခြင်းမှာရခိုင်လည်းနဲ့ကန်အဖွဲ့အေအေကနာဆာကတက်တွေကို ထိုးစစ်စင်တိုက်ခိုက်ခဲ့အောင်စစ်ပွဲကရခိုင်ပြည်သူတွေရဲ့အခက်အခဲကို ပိုဆိုးသွားစေပြန်ပါတယ်တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလျှက်စင်ပြီးအင်တာနက်နဲ့တယ်လီဖုန်းလိုင်းတွေဖျက်တောက်သွားတာလည်းဖြစ်ခဲ့ပါတယ်ရခိုင်ပြည်နယ်အတွင်းရှိရဲ့အစိုးရဘဏ်ပုဂ္ဂလိကဘဏ်တွေကိုပိတ်ပင်ခဲ့အောင်ရခိုင်ပြည်သူတွေဟာတပူပေါ်နှစ်ပူဆင့်ပြီးထပ်မံပြီးတော့ဒုက္ခကြုံကြရပါတယ် ဗန်တွေပိတ်လိုက်တဲ့အတွက်မှောင်ခိုဈေးကွက်ပိုကြီးထွားသွားစေပြီးတော့ပြည်ပကနေလည်းငွေလွှဲလို့မရတော့ဘူးလို့အသေးစားကုန်တဲ့တချို့နဲ့ UNL တာဝန်ခံတချို့ကပြောဆိုထားတယ်ဆိုပြီးတော့အမေရိကန်အခြေစိုက်သတင်းဌာနမှဖော်ပြထားပါတယ်။ဗန်တွေပိတ်သွားတဲ့အတွက်ရခိုင်ဒေသခံတွေဟာလည်းငွေလဲငွေထုတ်ဝန်ဆောင်မှုတမားတွေစီမှာရှေ့ရာဂိုင်းနှုန်းကနေ20ရာဂိုင်းနှုန်းအထိကော်မရှင်ကပေးပြီးငွေပို့ငွေယူလုပ်ကြရပါတယ်။အိန္ဒိယနိုင်ငံတွေစီကနေတင်သွင်းတဲ့ကုန်စည်တွေဟာလည်း အဲဒီကန်တက်ချက်တွေကြောင့်ပဲဈေးနှုန်းတွေအမတန်တဆဈေးတက်သွားပြီးတော့ပုံနာကျုံးမှာဆိုရင်2021ခုနှစ်တုန်းကကျပ်2000ရှိခဲ့ရာကနေ2024ခုနှစ်ဇွန်လမှာတော့ကျပ်4000ကနေကျပ်6000ထိဖြစ်သွားပါတယ်။ဈာတပိတ်တာကိုကျပ်200ကနေ2000ထိတက်သွားခဲ့သလို600မီလီပါတဲ့ရေတန့်အသေးတပူးကိုကျပ်200ပေးခဲ့ရာကလက်ရှိချိန်မှာတော့ကျပ်3000ထိပေးဝယ်နေရလို့သိရပါတယ်။ ဖြစ်နိုင်ခြေကိုခြုံငုံပြီးကြည့်ရရင်တော့အိန္ဒိယဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ကုန်သွယ်ရေးတွန်းမြင့်ဆောင်ရွက်ရင်ရခိုင်ပြည်နယ်အတွင်းအခက်အခဲတချို့ပြလဲသွားနိုင်ပွဲရှိနေပေမယ့်အဲ့ဒီနိုင်ငံတွေဟာထိုင်းတို့တရုတ်နိုင်ငံတို့လိုမျိုးမြန်မာတိုင်းသားလည်းနဲ့ကန်အုပ်စုတွေနဲ့ဆက်ဆံဖို့စိတ်အားထက်သန်တာမျိုးသိမရှိကြဘူးလို့ဆိုကြပါရဲ့ရှင်